ကပအချမ်းသာဆုံး YouTuber 5ဦးပြည်သူများလုံးမဲမင်္ဂလာပေါင်း Bamis Daily News ကနေချစ်ဆိုလိုက်ပါတယ်။ယခုခေတ်မှာ YouTube ဆိုတာကလူတိုင်းသုံးနေကြတာဖြစ်ပြီးတော့ဗီဒီယိုတွေဖန်တီးရတာကလည်းမီလီယံနာတထဲကြီးတွေဖြစ်လာနိုင်ပါတယ်။ကပပေါ်မှာဘယ်သူတွေက YouTuber လုပ်ရင်းနဲ့မီလီယံနာတွေဖြစ်လာကြလဲဆိုတာကြည့်လိုက်ကြရအောင်ပါရှင်။နံပါတ်1 Mr Beast Jimmy Donaldson လို့ခေါ်တဲ့ Mr Beast ကို မသိတဲ့သူမရှိပါဘူးနော်။ Mr Beast ကအသက်28နှစ်အရွယ်သာရှိသေးပေမဲ့ကပအချမ်းသာဆုံး YouTuber တွေမှာထိတ်ဆုံးမှရှိနေပါတယ်။ ူရဲ့ဗီဒီယိုတွေကလူအများပြားကိုအံ့ဩသောစေတတ်ပါတယ်ရှင်။သူဟာဒေါ်လာတောင်းတဲ့ချီတိမ့်တဲ့ချီရဲ့ challenges တွေကိုလုပ်ပြီးတော့အများတွအကူအညီပေးနေတဲ့ဗီဒီယိုတွေကိုတင်တတ်ပါတယ်။အဲဒါကြောင့်ဒီတစ်ခါဘာတွေစံပြောင်းမလဲဆိုပြီးစောင့်ကြည့်နေတဲ့သူတွေကလည်းများပြားပါတယ်။ဥပမာအားဖြင့် Mr Beast ကကျွန်းတကျွန်းကိုဝယ်ခဲ့ပူပြီးတစ်ပင်ကိုတန်းတဲ့ချီစိုက်ဖူးပါတယ်။သူမှ YouTube လုပ်ငန်းအဖြစ် Mr Beast Burger လုပ်ငန်းလည်းပိုင်ဖူးပြီး Festival Chocolate ဆိုတဲ့လုပ်ငန်းတွေလည်းပါရှိပါတယ်။လောက်ဆင်လာတိုင်း YouTube ADS နဲ့ Brand Deals တွေကနေတဆင့်များစွာသောအမြတ် တ်ကိုရနေတာရှင်မစ္စတာဘေးစ်ရဲ့စစ်စုပေါင်းပိုင်ဆိုင်မှုကဒေါ်လာ1ဘီလီယံခန့်ရှိပါတယ်။စံသစ်တီထွင်မှုတွေနဲ့လူသားဆန်မှုတွေကသူ့ကိုပို့ပြီးတော့အောင်မြင်လာစေတာပေါ့။နံပါတ်2 Jeffrey Star နောက်တစ်ယောက်ကတော့လူသိများတဲ့အလှကုံဘုရင် Jeffrey Star ပဲဖြစ်ပါတယ်။သူအရင်နေခဲ့တဲ့အိမ်ကြီးကိုမြန်မာနိုင်ငံမှာရုပ်ရှင်မင်းသမီးလှုပ်ဖူးတဲ့ Smile ကဝယ်လိုက်တာပေါ့။ Jeffrey Star က YouTube လောကထဲမှာ Makeup Artist အနေနဲ့စတင်ခဲ့တာပါ။နောက်ပိုင်း YouTube ပေါ်မှာသူ့ရဲ့အလှပဗီဒီယိုတွေကြောင့်နာမည်ကြီးလာပြီးသူဖန်တီးထားတဲ့ Jeffrey Star Cosmetic ကကမ္ဘာတစ်ဝှမ်းမှာအောင်မြင်ဆုံးအလှကုန်တစ်စိတ်ဖြစ်သွားပါတော့တယ်။အခုတောင်ပိုင်ဆိုင်မှုတန်ဖိုးကဒေါ်လာ200မီလီယံလောက်ရှိပြီးသူ့ရဲ့အောင်မြင်မှုအထူးကအကြောင်းရင်းကစီးပွားရေးအတွေးခွန်နဲ့စိန်ခေါ်မှုတွေကိုလုံးဝမကြောက်ဖဲစံသစ်ဖန်တီးတတ်တဲ့စိတ်ရှိတာကြောင့်ဖြစ်ပါတယ်။ နံပါတ်3လိုကန်ဖောနောက်တစ်ယောက်ကတော့လိုကန်ဖောပဲဖြစ်ပါတယ်သူကလည်း YouTube ပေါ်မှာ Vine နဲ့နာမည်ကြီးလာခဲ့ပြီးတဲ့နောက်မီလီယနာတစ်ယောက်ဖြစ်လာခဲ့တဲ့သူပါရှင့် အစပိုင်းမှာတော့လူအများစုကသူ့ကိုသဘောမချခဲ့ပေမဲ့လည်းသူ့ရဲ့ personal brand ကိုပြန်လည်တည်ဆောက်ခဲ့တာပါအသက်30အရွယ် Logan Paul က boxing podcasting business ဆိုင်ရာအရာတွေနဲ့အောင်မြင်လာခဲ့ပြီးတော့ KN ဆိုင်နဲ့တူ Prime Energy Drink ကိုတည်ထောင်ခဲ့တာပါသူရဲ့အရေးသွေးမြင့်အဖြစ်အချို့ရေကကမ္ဘာတဝန်းမှာလည်းအောင်မြင်နေပါတယ်။ Logan ရဲ့ net worth ကဒေါ်လာ150မီလီယံလောက်ရှိပြီးသူ့ကိုချိပြီးသင်္ကန်းစာ United ကတော့အမားတွေလှုပ်ဖူးပေမဲ့ပြန်အောင်မြင်နိုင်တယ်ဆိုတာပါပဲ။နမန်လေး Light Nasty အောင်ကမ္ဘာအချမ်းသာဆုံး YouTuber တွေမှာထူးထူးခြားခြားပေါ ဝင်တာကတော့ကလေး YouTuber ဖြစ်တဲ့ Light Knox တရားဖြစ်ပါတယ် သူကရုရှားနိုင်ငံကမင်းကလေးဖြစ်ပြီးသူ့ရဲ့ဗီဒီယိုတွေကမိသားစုနဲ့ကစားတာစာလုပ်တာတွေဖြစ်ပြီးတော့ကလေးတွေအတွက်ရည်ရွယ်ပါတယ်။သူ့ရဲ့ channel တွေကတခုထက်မကရှိပြီး subscriber လည်းတန်းနဲ့ချီကိုရှိနေတာရှင်။သူ့ရဲ့ network ကဒေါ်လာ104မီလီယံကျော်ဖြစ်ပြီးသူ့ရဲ့မိဘတွေကလည်းသူ့အောင်မြင်မှုကိုအပြန်အလှန်ကူညီပေးပါတယ်။အသက်17နှစ်အရွယ်ကလေးငယ်လေးကတော့ဖန်တီးတတ်တဲ့စိတ်ကူးတွေရှိလို့ကမ္ဘာအချမ်းသာဆုံး YouTuber ဆင်းထဲမှာပါဝင်နေတာပေါ့။နံပါတ်9 Ryan's World နောက်ဆုံးတစ်ယောက်ကတော့ Ryan's World ပဲဖြစ်ပါတယ်။ Ryan ကလည်းကလေးတစ်ယောက်ဖြစ်ပြီး YouTube ပေါ်မှာ video music amusaga try reviews pibarin. သူကစားတဲ့ရုပ်တွေကိုစမ်းသပ်ပြပြီးပျော်ရွှင်စွာရှင်းပြတာကြောင့်ကလေးတွေကြားမှာတော့နမဲအရန်ကြီးတာရှိန်။နောက်ပိုင်းမှာတော့ Ryan's World အဖြစ်အရုပ်တွေ၊စာအုပ်တွေ၊ Cartoon Series တွေအထိထုတ်လုပ်လာနိုင်ပါတယ်။သူရဲ့ Net Worth ကလည်းဒေါ်လာ100မီလီယံလောက်ရှိပြီး YouTube ကနေစီးပွားရေးအောင်မြင်သူထဲကတယောက်ဖြစ်ပါတယ်။ YouTube ဆိုတာကတာမန်ဗီဒီယိုတင်ရနေရာတော့မဟုတ်ပါဘူးရှင်။အကောင်းဆုံးအကြောင်းအရာတစ်ခုကိုမိမိအနေနဲ့တည်တံ့ပုံစံတစ်ခုဖန်တီးနိုင်ရင်ဒီလိုအောင်မြင်မှုတွေထဲရနိုင်ပါတယ်။သူတို့၅ယောက်စလုံးမှာတွင်ကြီးတာတစ်ခုကတော့ဖန်တီးမှု၊စူးစမ်းမှု၊ဇွဲရှိမှု မလျှော့တဲ့စိတ်ဓာတ်တို့ပဲဖြစ်ပါတယ်။အခုဖော်ပြခဲ့တဲ့ကမ္ဘာအချမ်းသာဆုံး YouTuber တွေထဲမှာဘသူကိုပို့ပြီးသဘောကျလဲဆိုတာခွန်မမရေးသားပေးခဲ့ပါအောင်နော်။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေအတွက် Channel လေးကို Like and Subscribe လုပ်ပေးခဲ့ပါအောင်ရှင်။နေ့ရက်တိုင်းတော့ပျော်ရွှင်ပါစေ။